ပုံဟာရိုးရိုးသမိုင်းဝင်ဓာတ်ပုံတပုံထက်ပိုပါရယ်ဒါဟာမင်းတို့မင်းကြီးရဲ့ခင်မီနိုင်ငံတော်ထူထောင်လို့တဲ့အိမ်မက်နဲ့မျောလင်းချက်ကိုပေါ်ပြနေတဲ့သက်တေတစ်ခုပါပဲ1886ခုနှစ်မှာမင်းတို့မင်းတရားကြီးဟာမြန်မာနိုင်ငံကိုခင်မီတိုးတက်စေဖို့အတွက်အနောက်တိုင်းရဲ့စစ်ပညာစမှုပညာနဲ့အုပ်ချုပ်ရေးပညာတွေကိုသင်ယူဖို့အတော်ဆုံးလူငယ်တွေကိုရွေးချယ်ပြီးဥရောပကို စေလွှတ်ခဲ့ပါတယ်။ ကလူငယ်တွေကတော့အဲ့ဒီထဲကမှအီတလီနိုင်ငံတူရင်ထရင်နဲ့လက်ခွန်၊လိုက်ကွန်မျိုးတွေကစစ်တပ်ကတူတွေမှာပညာသင်ကြားခွင့်ရခဲ့တဲ့မြမပညာတော်သင်များဖြစ်ပါတယ်။သူတို့ဟာကိုယ်နိုင်ငံနဲ့မိသားစုကိုခွဲခွာပြီးဘာသာစကားမတူရင်ကျေးမှုမတူတဲ့တိုင်းပြည်မှာအခက်အခဲတွေကြားကနေမြမနိုင်ငံအတွက်အကောင်းဆုံးပညာရည်တွေကိုစူးစမ်းသင်ယူခဲ့ကြပါတယ်။ ဇလန်ဟာမြန်မာတွေရဲ့ဉာဏ်ပညာနဲ့ကြိုးစားမှုကိုဖော်ပြနေသလိုကိုးနိုင်ငံကိုကမ္ဘာနဲ့ရင်မောင်းနှမ်းနိုင်ဖို့ကြိုးပမ်းခဲ့တဲ့တမိုင်းရဲ့စိတ်ဝင်စားစရာအပိုင်းတစ်ပိုင်းပဲဖြစ်ပါတယ်။မြန်မာတမိုင်းရဲ့ဂုဏ်ယူစရာအကြောင်းအရာတွေကို စိတ်ဝင်စားရင် like follow လုပ်ထားဖို့မမေ့နဲ့နော်။